အားလုံးမင်္ဂလာပါအဲဒီနေ့ကျွန်တော်ရှင်းပြပေးမယ့်အကြောင်းအရာလေးကတော့ကျွန်တော်က Microsoft Azure နဲ့ပတ်သက်ပြီးတော့ video file လေးတွေတင်ပေးတယ်နောက်ဒီကကျွန်တော်ရဲ့တင်ကြားရေးမှာကျွန်တော်နှစ်ခုပေါ့နော် Microsoft Azure ကိုလည်းတင်တယ်နောက်ကျွန်တော်ရဲ့တကယ်ပင်မ line ပေါ့နော်ဒီ main train ကကျွန်တော်က Microsoft 365ကိုကျွန်တော်ဒီကထားပြီးတင်တာရှိတယ်ကျွန်တော်ဒီ Microsoft မှာလည်း MVP က Microsoft 365နဲ့ award ဆုရထားတာ6နှစ်ဆက်တိုက်ရှိသွားတယ်ပေါ့နော်ဒါကကျွန်တော်ရဲ့ ထက်တန်းမှုတွေနဲ့ပတ်သက်တာချိန်ဆက်တာတွေကိုမျိုးစုကိုရှင်းပြတာပါအဲ့တော့ဒီနေ့ကတော့ကျွန်မ Google Free Certified နဲ့ပတ်သက်တဲ့သင်ခန်းစာပေါ့နော်ဒီနေ့ကျွန်တော် training နဲ့ရှိတော့ attitude တွေမှာရှင်းပြရင်းနဲ့ public နဲ့တိထားတင်တာပေါ့နော်ဒါလေးကိုကျွန်တော်ရှင်းပြတာဖြစ်ပါတယ်ဒါကတော့ဘာလဲဆိုရင်ဒီ threat တွေပေါ့နော်တနည်းအားဖြင့်ချိန်ချောက်တဲ့ NDA တွေကသူ့ရဲ့ vector ပေါ့နော်တနည်းအားဖြင့်လမ်းကြောင်းတွေပေါ့တွားလို့ရတဲ့လမ်းကြောင်းတွေကအများကြီးပဲရှိတယ်အဲဒီထဲမှာဒီ hacker တွေကလုံးလေးလေးထားရှိတဲ့အချက်လေးပေါ့၄ချက်ကို ဒီ slide ထဲမှာလည်းသူရှင်းပြထားတာပေါ့နော်နံပါတ်1ကတော့ဗာလဲဆိုရင်သူက brief account ပေါ့နော်တနည်းအားဖြင့်ကိုဒီ hacker တွေလုံးလိုက်လုံးထိုင်ရှိတာကသူတို့ရဲ့လမ်းကြောင်းတွေပေါ့နော် vector တွေဗာဘယ်လိုဘယ်လိုလမ်းကြောင်းတွေနဲ့သွားလဲဆိုနံပါတ်1က brief account account တွေကိုခိုးတာပေါ့နော် account တွေကိုခိုးတဲ့နေရာမှာကျွန်တော်တို့က deal line ပေါင်းစုံနဲ့ကျွန်တော်တို့က account တွေခိုးပြီးတော့အဲကျွန်တော်တို့ဒီသူရဲ့ hacking ကိစ္စတွေဆက်လုပ်တယ်ပေါ့ဒါနံပါတ်1အချက်ပေါ့ account တွေခိုးရင်ကကာဝေးရအောင် အဲဒီတုံးတဲ့ user တွေကဘာလို့တင်လဲဆိုတာကိုကျွန်တော်တခါတည်းတပါတည်းပေါ့နော်အဲဒီဘက်က protect လုပ်တဲ့ဘိုင်းမှာပြောပါမယ်ဆိုရင် account တွေကိုကောက်ဖို့အတွက် MFA ကိုတောင်းအောင်နော် MFA ကိုတောင်းအောင်မယ်အဲဒီနေရာကြီးကိုယ့်ရဲ့အဲအမြင်တွေ့တာတော့ကိုယ့်ရဲ့တုံးတဲ့လူတွေ awareness ဖြစ်အောင် training တွေအမြင်ပေးရမယ်ကိုကိုယ်တိုင်ကဲတုံးတဲ့လူဆိုရင်ကိုကိုယ်ကိုအမြင် awareness ဖြစ်အောင်တည်ယူလေ့လာမှုအမြင်လောက်အောင်အဲတော့တုံးတဲ့ဒီကောက်ဝဲတဲ့နေရာတော့ MFA ကိုတောင်းအောင်မယ်ဆိုတာတွေကို ဘက်ပတ်ထားတယ်လေအကယ်၍များဆို two step factor authentication ကိုလည်းကျွန်တော်တုံးပေါ့နော်ဒါတွေတုံးရင်ကျွန်တော်တို့ကခုန beef account တွေဖြစ်ဖို့အရာကအဲကျွန်တော်တို့ကာကွယ်ရေးနေထားမှာအဆင်ပြေရောပေါ့နော်နံပါတ်2ချက်ကကျတော့ elevation of privilege elevation ဆိုတဲ့ဘက်ကမြင့်တင်တာတိုးမြင့်လိုက်တယ်နော်တိုးမြင့်လိုက်လိုက်ကျွန်တော် privilege ဆိုတာရပိုင်ခွင့်တွေတိုးမြင့်တယ်ကိုက तू က account တစ်ခုကို hack လိုက်တယ် hack တဲ့အချိန်မှာ तू ဒီ user level ပဲရှိတယ်အဲ့ရနေပြီးတော့ तू ကထပ်မြင့်လိုက်တဲ့အချိန်မှာ तू က admin level ကို तू မြင့်ပြီးတော့ prevalent ကိုတိုးပြီးတော့ elevation လုပ်ပြီးတော့သူယူလိုက်တာပေါ့။ဒါဒါလေးလည်းကျွန်တော်တို့ကကာကွယ်တဲ့လည်လမ်းဆိုရင်ကျွန်တော်တို့ကဘာလို့သားတယ်လဲဆိုရင်ကျွန်တော်တို့ microsoft 365တုံးတယ်လို့ဒီလေကျွန်တော်အမြဲတမ်းသင်ခန်းစာမှာတစ်သက်ပြောရယ်။ global app တွေကိုသူကအမြဲတမ်းပါတယ်ဆိုရင်ကျွန်တော်2ယောက်ကနေပြီး9ယောက်ထိပဲပြေးတယ်။တနည်းအားဖြင့် short ချတယ်ပေါ့။ admin level ကို short ချခြင်းအားဖြင့်သူတို့မှာ ဟိုခုနကပြောတဲ့ elevation လုံးနိုင်တဲ့အခွင့်အရေးတွေနေတယ်။ကင်ပြေရတဲ့အကောင်းအရေးတွေကနေတဲ့အတွက်ကြောင့်ကျွန်တော်ကာကွယ်မှုကိုပို့ပြီးတော့တွေးမြင်သွားလက်ဆောင်နိုင်တယ်။ဒါဆိုရင်ကျွန်တော်တို့ကဖြစ်နေနေထားရဲ့ကာကွယ်ရမယ့်နေထားကိုကျွန်တော်တခါလေးတွဲရပြောသွား။နံပါတ်3ချက်ဘာလုပ်ကြလဲဆိုရင်ဒီ hacker တွေလုပ်တဲ့လုပ်ကဒေတာသူကနေပြီး expectation ဆိုလုပ်ကြ။ expectation ဆိုတတိယကခိုးယူတာပေါ့။အဲ့တော့ data တွေကိုသူကခိုးတဲ့အချိန်မှာကျွန်တော်တို့ကဒါကဘာမှမဟုတ်လို့ကျွန်တော်တို့ကအခုပြောနေတဲ့နေရာတွေက ဟိုပုံမြင်နေမဟုတ်တဏ္ဍာရီတွေမဟုတ်တကယ်ဖြစ်ဖြစ်တယ်နော်2020မှာဖြစ်တာ2021မှာဖြစ်တာနောက်တော့တာရကတွေအများကြီးပဲရှိနော်တကယ်အရေးကြီးတဲ့ data အဲ့တော့ဘယ် data တွေအဓိကခိုးလဲပြောရင်ကျွန်တော် user name data personal data တွေခိုးလိုက်လည်းရှိဒါပေမဲ့အဲ့ဒါတယောက်တစ်ယောက်ထိလိုက်တာပေါ့နော်ဘာလို့လဲဆိုတော့ customer data တွေ financial data တွေ data တွေကိုခိုးတာနော်အဲ့ဒီခိုးတဲ့လူတွေကိုအရန်ကိုကာကွယ်ခြင်းလုပ်ရမယ့်ဒီလမ်းကဘာလုပ်ထားတယ်လဲဆိုတော့ data တွေကိုကျွန်တော်က encrypt လုပ်ထားတာ နော်အကိုသုံးတဲ့ data တွေ plain set မလုပ် plain 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 text တွေမသုံးနဲ့ increment method တွေသုံးရမယ်ပြီးွားရင်ကိုသုံးတဲ့ data တွေနဲ့ပတ်သက်တဲ့ဟာမှာဥပမာတော့ကိုယ့်ရဲ့ set ဆိုရင်လည်း bit locker တွေထားထားတာဒါရီက prevent လုပ်လို့ရတယ်ရတယ်ဒါနံပါတ်3ချက်ဖြစ်သွားတယ်နောက်ဆုံး file တွေပေါ့နံပါတ်4ချက်နံပါတ်3 file တွေက data deletion ကို delete လုပ်တာအဲ့တော့ hacker တွေကနောက်ဆုံးသူဟိုမစားရတဲ့ mail တွေဒီအတောင်တင်းနေပတ်တဲ့သဘောပေါ့နော်တနည်းအားဖြင့်ဒါကိုကျွန်တော်တို့က ဟက်ကာကြီးကသူတို့လည်းဘာမှလုပ်လို့မရဘူးဆိုဖြတ်လိုက်မယ်နော်ဆိုပြောတယ်အဲ့တော့ဟိုမေးတွေကြားဖို့တယ်မရန်ဆန်ဝဲလို့ပြောမယ်နော်အကေကြီးမင်းတို့ပတ်စံပေးပေးပေးရင်ကကီးပြန်ပေးမယ်မကီးပြန်ဝင်းပြီးတော့မဝင်လို့မရတော့ဘူးတနည်းအားဖြင့်သူဖြတ်လိုက်မယ်နော်အဲ့ဒီဟာကြတော့မလောက်တာလည်းဆိုရင်ကျွန်တော်တို့ကဘလူကာကွဲရမလို့ပေါ့နော်နီလန်ကနီလန်ကနံပါတ်1ဘက်ကပဲမြန်လောပါနော်ဘက်ကကိုအမြဲတမ်းပုံမှန်ကိုယ့်ရဲ့ data တွေကိုဘက်ကအမြဲတမ်းလောက်ထားလိုက်ရင်သူဒီကိစ္စဒီကောင်သူထုံချက်မှုရတယ်ဆိုတော့ကိုယ်မှတော့ဘက်ကနောက်တစ်ခုရှိတယ်ကြောင့်ကိုက server လို့ရတယ်အဲ့တော့ဘက်ကရဲ့ ဟိုအကျိုးတရားမှအမြဲတမ်းကြီးပါတယ်ဒါအမြင်နဲ့လုပ်တင်တာဒါက data deletion ကိုကျွန်တော်ကာကွယ်တဲ့နည်းလမ်းပေါ့အဲကျွန်တော်ဒီနေ့ပြောရတဲ့၄မျိုးပါเนาะအဲ့တော့မိတ်ဆွေတို့ဒီဟာကြိုးရှိမယ်လို့ထင်ပါတယ်နောက်ဗီဒီယိုလေးကျွန်တော်ဆက်ပြီးတော့တနင်္လာနေ့လုပ်ပြောင်းမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်